ကျွန်တော်မညစီကိုအလုံးမင်းမင်္ဂလာပါဒီနေ့ကျွန်တော်ဆရာကြီးလုပ်ပြီးရှင်တာကတော့နားပူတယ်နားပါတယ်နားယောင်တယ်ဆိုတာဒိဗယ်တွေကိုကိုရီးယားလိုဘယ်လိုပြောမလဲဆိုတာညဝေပေးခြင်းပါတယ်နားပူတယ်ဆိုတာကိုကိုရီးယားလိုဘယ်လိုပြောလဲဆိုလို့ရှိရင်ဂွီကအာဖူတာနောက်တစ်မျိုးဂွီကတာကတာအဲ့လိုမျိုးပြောလို့ရတယ်ဒါလိုက်ပါတာပြန်ရင်ဂွီကအာဖူတာဆိုတာနားကနားတယ်ပေါ့နော်နောက်ဂွီကတာကတာဆိုတာလည်းနားကပူတယ်ပေါ့အဲ့ဒါတော့နည်းနည်းစင်တယ် သူကကြတော့ဒီရှီခရော့တာနဲ့မတူဘောเนาะနာညီတာရှီခရော့တာဆိုတာနာညီနာညီတာဆိုတာကတော့ဟိုအလုံယုံဆက်ယုံတွေကဒီအတန်တွေအဲ့လိုမျိုးနာညီတဲ့အတန်တွေအော်စာသင်ခန်းထဲမှာဟိုကလေးတွေဆုံးချက်အတန်တွေအဲ့လိုမျိုးထားဖို့ဒါနာညီတယ်လို့ခေါ်တာဗောနော်ဒီနားပူတာကြာလို့မဟုတ်ဘူးကိုယ်တရားရောက်ကနေပြီးတော့ဒီထက်ခါထက်ခါပြောနေတဲ့အတန်မျိုးဟာတောက်လျှောက်ဒါပဲထက်ပြောနေတာမျိုးအဲ့လိုမျိုးဆိုလို့ရှိရင်သုံးပါတယ်ဥပမာပြောရလို့ရှိရင်ဥရီဥမာနွန်ဂျွမ်တဲ့ဂိန်းဟာချီမာရာကို ်ကဲဆူမာရဆယ်ခရစ်စတော်ကွီကအဖာယောအဲ့လိုမျိုးပြောပါတယ်နောက်ထပ်ဥမာတစ်ခုနေနဲ့ဒီရောကြချင်းကူကအီကိုကျော်ကိုစသလာကိုဂျာကူမာရဆောကွီကတာကဘောယောအဲ့လိုမျိုးပြောလို့ရပါတယ်ကောင်းချစ်သူကောင်းမလေးကဟိုဝါဒီယာဝယ်ပေးပါလို့ခါနာပူဇာလို့နားပူလာပြီဆိုတဲ့အတိတ်ပဲပေါ့နော်โอเคနောက်တစ်မျိုးကတော့နားပါတယ်ဆိုတော့ဘယ်လိုပြောလဲဆိုရင်ခွေးကဘာတာအဲဒါလိုက်ဘာတာပြရင်တော့နားကဘာတာဆိုတော့ ခြားမီးလုံးတွေပါကျွန်တော်လင်းတာပေါ့နော်အလင်းရောင်ရတာ bright ဖြစ်တာတောက်ပတာမျိုးပြောဂျင်မနာဆိုလို့ကြတော့အနာလင်းတယ်လို့ပြောလို့ရတယ်နားပါတယ်ပေါ့ဥမာနေလည်းပြောရရင်ဥရိဥမာနောကွေကပါကဆောဂျာကွန်ဆိုရီတို့တူတယ်ရောနော်ကျွန်တော်တို့အမေကနားပါတဲ့အတွက်အတန်တူတူလေးပြောလဲကြားရတယ်ဆိုတဲ့အိပ်ပဲပါ Okay နောက်တစ်မျိုးကကြတော့ဗာလဲဆိုရင်နားရောင်တယ်လို့ကိုရီးယားလိုပြောလို့ပြောလဲဆိုရင်ကွေကယပ်တာ ဒါတိုင်းဘာသာပြန်ရင်တော့နားကပါတယ်ဒီနားပါတာဆော့ဆော့ကဒီနားလင်တာနားပါတာ ਨੇ ယူနော်ဒီပါတယ်ဆိုတာပါတယ်ပိန်တယ်ဆိုတဲ့အဓိပ္ပာယ်ပြောရမယ်ဆိုရင်အဓိပ္ပာယ်ကနားကြောင်နေလို့ပြောချင်တာဥမာကိုကတငယ်ချင်းနဲ့အပြင်သွားတယ်အဝိဇ္ဇာတစ်ခုဝယ်ဆိုရင်ကိုကကြိုက်နေတာအနီအောင်ပေါ့တကယ်ကြီးကမင်းအပြာရောင်နည်းလိုက်တယ်လို့ပြောတဲ့တည်းအပြာရောင်ကောက်ဝင်လာတာမျိုးအဲ့လိုမျိုးတခြားတယောက်ရဲ့ပြောစကားကိုနားယောင်တာဒါကိုကိုရီးယားလိုပြောလဲဆိုလို့ရှိရင်ကျွန်တော်ပါကန်ဆန်ဘိုချာနန်ချိုချိုဟာနန်တဲ့ 친구가 파란색은 나랑더 어울리다고 그랬어 파란색 모자는 샀어요. 서러브리아를 한 밤에 라이 지주비를 역지내 지수들 말에 나오기 위해 변두리 <noise> 밤에